สวัสดีค่ะทุกคน อารมณ์แม่มิงลาပါဒီနေ့တော့ raw hand ဒုတိယပိုင်းကိုဆက်လက်ပြီးတော့ဝေမျှပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ raw hand ပထမပိုင်းမှာတုန်းက my hand อากาศเนี่ย raw နှလုံးမြင့်ရင်ဘယ်လိုစာလုံးပေါင်းလဲပြီးတော့ raw နှလုံးနောက်မှာစာလုံးပေါင်းမပါတဲ့ raw hand စကားလုံးတွေကို sharing လုပ်ပေးခဲ့ပြီးဖြစ်ပါတယ် ဒီနေ့တော့ရောဟန်ကတော့ရောနှလုံးနောက်မှာစာလုံးပေါင်းပါတဲ့စကလုံးတွေနဲ့စာလုံးပေါင်းပေါ်မှာကာလန်ပါတဲ့စကလုံးတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြောပြပေးသွားပါမယ်။ဥပမာစကလုံးလေးတွေကိုကြည့်လိုက်ကြရအောင်နော်။နံပါတ်1ဖြစ်တဲ့ဝရောရောခောရောရောရဲ့အနောက်မှာခောခွိုင်းဆိုတဲ့စာလုံးပေါင်းပါတဲ့အတွက်ဒီနေရာမှာတော့ရောနှလုံးလုံးရဲ့တောင်ဝန်ကတော့ my hand အကအဖြစ်နဲ့ပဲသုံးရပါမယ်။ အနောက်ကခေါ်ခွိုင်းကတော့ဆာလုံးပေါင်းတပ်ပုံဖြစ်တဲ့မဲကိုအုပ်စုတဲကမလို့ကောကင်အတန်နဲ့ဆုံးရပါမယ်။စကလုံးတွေမှာကောကင်ခေါ်ခိုင်ခေါ်ခွိုင်းနဲ့ခေါ်ရခိုင်ဆိုတဲ့စကလုံးတွေနဲ့ဆုံးနေဆိုလို့ရှိရင်သူတို့တွေရဲ့နောက်ဆုံးအတန်တွက်မှာကအတန်နဲ့ဆုံးပေးရပါမယ်။ ဒီနေရာမှာဝရရခဖြစ်တဲ့အတွက်ကြောင့်မလို့ရရကနှလုံးကတော့ my hand အကခခွိုင်းကကောကင်အတန်ထွက်ရမယ်ဆိုတော့ဝအကဝက်ဆိုတဲ့အတန်ဖြစ်ရပါမယ်နော်ဒုတိယစကားလုံးလေးကတော့ ကောရဟန်မရောနှလုံးဖြစ်တဲ့ရောဟန်ကဒီနေရာမှာ my hand အကအဖြစ်နဲ့ပဲသုံးပြီးတော့အနောက်မှာပါတယ်မော်မာကကြတော့စာလုံးပေါင်းတပ်ပုံအနေနဲ့ဖြစ်ပါတယ်မဲကွန်စာလုံးပေါင်းတပ်ပုံအုပ်စုထဲမှာတော့မော်မာတစ်လုံးပဲရှိတဲ့အတွက်ကြောင့်မလို့မော်မာနဲ့စုံတဲ့စကားလုံးမှတ်သမျှပါဇက်ပိတ်ပြီးဆိုရပါမယ်ကောရဟန်မောဆိုရင်ကောအမောကမ်ဆိုတဲ့အသံတွဲဖြစ်ရပါမယ်နော် နံပါတ်3စကားလုံးလေးကတော့စောရောဟန်ဖောရောဟန်ကတော့ my hand အာကဖြစ်နေတောင်းပန်ယူပြီးတော့အနောက်ကဖောဖန်ကကြတော့မဲကုပ်အုပ်စုထဲမှာပါပါတယ်တပ်ပုံအနေနဲ့မဲကုပ်အုပ်စုထဲမှာကပေါ်ပိုင်မိုက်ပေါ်ပလာဖောစံဖောင်းဖောဖန်ဖောဖန်ဒီစကားလုံး၅လုံးမြင့်ရင်မဲကုပ်အုပ်စုထဲကမလို့ပါဇက်ပိတ်ပြီးတော့ဆိုရပါမယ်နော်စောရောဟန်ဖော စကလုံးအတန်တွက်ဆိုမယ်ဆိုရင်တော့စောအဘောစပ်ဆိုတဲ့အတန်တွက်ဖြစ်ရပါမယ်နော်နံပါတ်၄စကလုံးကတော့အောရောဟန်ထောဒီနေရာမှာထောဆိုတဲ့စကလုံးကမဲကော့အုပ်စုထဲမှာပါပါတယ်မဲကော့အုပ်စုထဲကစကလုံးတွေကိုအတန်ထွက်မယ်ဆိုလို့ရှိရင်တော့ဓာတ်တွေအတန်နဲ့ဆုံးပေးရပါမယ်မဲကော့အုပ်စုထဲမှာကဒေါ်ဒစ်ချောချန်ချောချန်ဆောဆော ดอชดา ตอปะตัก ทอฐาน ทอมนโท ทอผู้เท่า ตอเต่า ทอถุง ทอทาหาร ทอทงซอสาลาซอฤษี ซอเสือดีสกลงนี่ดวยเลยสโซลชิเมกกดอสูเดกาด้าอตันเนี่ส่งปปยาบามะสุรนบัลลีอตันตัวกาออรหันทอ at လို့အသံထွက်ပေးရပါမယ်။ထွက်ပေးရမယ့်အသံထွက်ကတော့ o a do at ဆိုတဲ့အသံထွက်နဲ့ထွက်ပေးရပါမယ်။စာလုံးပေါင်းဆိုမယ်ဆိုရင်တော့ orohanto at လို့ထွက်ပါတယ်နော်။နံပါတ်5စကားလုံးလေးကတော့ porohan no rohan ga ja ro my hand aga anao ga no nen no nen ga ja ro sa long paw tat paw au su ga me kon de ma pa ba de no nu ยอหญิง นอนเนน รอเรือลอเลงลอจุลาဒီစကားလုံးတွေကိုတွေ့လို့ရှိရင်တော့แม่กอนอุสุတွေကမလို့နားငယ်အတန်နဲ့ส่งပေးရပါမယ်ဆိုတော့နံပါတ်5ရဲ့အတန်တွဲကဖောရောဟန်နောဖန်ဆိုတဲ့အတန်တွဲဖြစ်ရပါမယ်အတန်တွဲပုံစံကဖောအနောဖန်နဲ့တူပါတယ်เนาะစာလုံးပေါင်းမဲ့ဆိုရင်တော့ဖောရောဟန်နောဖန်ဖြစ်ရပါမယ်เนาะ ဒီဥပမာသကလုံးလေးတွေကတော့ raw နှလုံးရဲ့အနောက်မှာစာလုံးပေါင်းပါတဲ့ raw hand သကလုံးလေးတွေပဲဖြစ်ပါတယ်။ဒီသကလုံးတွေကတော့ raw hand အနောက်ကစာလုံးပေါင်းအပေါ်မှာကာလန်ပါတဲ့သကလုံးအုပ်စုဖြစ်ပါတယ်။ဒီလိုကာလန်စာလုံးပါရင်တော့ raw နှလုံးရဲ့တာဝန်ကအနောဆိုတဲ့အတန်တွတ်ထွက်ပေးရပါမယ်။နံပါတ်1သကလုံးလေးက or a saw at စောဆိုတာကတော့မဲကိုတဲမှာပါလို့ဓာအတန်နဲ့ဆုံးပေးရပါမယ်။ or a saw at ပြီးရင်စောစာလာကိုနောက်တစ်ခေါက်ထပ်သုံးထားပါတယ်။အနောက်မှာစရအာကိုဖျောက်ထားတဲ့အတွက်ကြောင့်မလို့စောအစဆိုတဲ့စကားလုံးလေးနောက်တစ်လုံးထပ်ရှိပါတယ်။ပြီးရင်ကြောအနောကျန်းဆိုတဲ့အတန်တွဲဖြစ်ပေးရပါမယ်။ကျော်ရဟန်ကျန်းဖြစ်ပါတယ်အနောက်ကကာလန်ပါတယ်ရော်ရက်ကိုတော့ထဲဆိုစရာမလိုပါဘူးเนาะ ဆိုတော့ o a so at so a sa jo ro han jan at sa jan ဆိုတဲ့အတန်တွဲဖြစ်ပါတယ်။နံပါတ်1စကလုံးကတော့စောစုရရဲ့အနောက်မှာစရအာကိုဖျောက်ထားပါတယ်။စာလုံးပေါင်းမယ်ဆိုရင်တော့ so a sa လို့ထွက်ပေးရပါမယ်။အနောက်က wo ro han wan ဖြစ်ရပါမယ်။ဒါပေမဲ့ ဝေါ်ဝဲရဲ့အရှိမစောဆူရဆိုတဲ့အမြင့်တန်စကလုံးကဥဆောင်နေတာမို့လို့ဟော်ဟိပ်နမ်နာပုံစံဖြစ်တဲ့အမြင့်တန်အတန်အတိုင်းထွက်ပြရပါမယ်။ဒါကြောင့်မလို့နံပါတ်2စကလုံးရဲ့အတန်အတွက်ကဆဝမ်ဖြစ်ပါတယ်။အရှိမစောဆူရတာမပါဘူးဆိုလို့ရှိရင်တော့ဝါရောဟန်ဒါပဲဆိုလို့ရှိရင်ဝမ်ဆိုတဲ့အတန်အတွက်ဖြစ်ရပါမယ်။စောဆူရပါတဲ့အတွက်ကြောင့်မလို့ဝမ်ဆိုတဲ့အတန်မဖြစ်ဘဲနဲ့ဆဝမ် 1ဆိုတဲ့အတန်းဆွဲပေးရပါတယ်နော်နံပါတ်3စကလုံးလေးကတော့ရှင်းပါတယ်ခေါ်ခွာရဲ့အနောက်မှာ raw hand ပါတဲ့အတွက်ကြောင့်မလို့ခေါ်အနော်ခန်းဆိုတဲ့အတန်းတွက်ပဲထွက်ပါတယ်ခေါ် raw hand ခန်းဖြစ်ပါတယ်အနောက်က poison pow garland ကိုတော့ထဲဆိုစရာမလိုပါဘူးเนาะနံပါတ်၄လည်းတူတူပါပဲ ဟောရဟန်ဟန်ဆိုတဲ့အတန်အတွက်ဖြစ်ပါတယ်အနောက်ကဆော်ရုစီရဲ့အပေါ်ကကာလန်ပါတဲ့စကလုံးလေးကိုတော့ထည့်ဆိုစရာမလိုပါဘူးနော်ဒီနေ့ပြောပြခဲ့ရသလောက်အားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။တခုခုနားမလည်တာရှိခဲ့ရင် comment မှာမေးခွန်းလေးတွေခြံထားခဲ့လို့ရပါတယ်နော်။